အားလုံးပဲမင်္ဂလာပါစွန်ရီးသားနေပညာမှာပြန်လေကျူဆိုလိုက်ပါတယ်ဒီနေ့ပြပြပြမယ်သင်ခန်းစာကဗာလဲ Drive C D E F လို့နေရာရှင်းနေများပါတီရှင်းခွေနေပြီးသွားပြီပါတီရှင်းပေါက်နေပြီးသွားပြီဒီနေ့ကြတော့ C D E F လို့နေရာရှင်းနေများဖြစ်တယ်အဲ့လို့ဆိုရင်ဒီ Drive C D E F လို့ဘယ်လိုရှင်းမလဲဆိုတာကျွန်တော်နဲ့အတူတူလေ့လာကြမယ်နော် โอเคအဲ့လိုဆိုရင်ကျွန်တော်တက်ပြီစီကိုကျွန်တော်တစ်ချက်ဝင်မယ်ဝင်မယ်ဆိုရင်ကျွန်တော်က C ဒါ C ဖြစ်တယ် C ဖြစ် D D E ပါတယ်ရှင်း၃ဘိုက်ရှိနေတယ်၃ဘိုက်ရှိနေတယ်ဆိုရင်ဒီ data D ဆိုတဲ့အရာကြတော့ကျွန်တော်ကအပြင်ကထိုးထားတဲ့ USB ဖြစ်တယ်တကယ်တမ်း USB ဖြစ်တယ်ဆိုရင်ဒီ E D ကျွန်တော်တို့ဒီကွန်ပျူတာထဲမှာရှိနေတဲ့ partition ဖြစ်တယ်တကယ်တမ်းဖြစ်တဲ့နာက C ပြီးရင်ဒီ E D ကျွန်တော်တို့ကဒီနာမှာဖြစ်နေရမယ် ဒီဒီကျွန်တော်ကဒီနံပါတ်ဖြစ်နေရတယ်ဒီကနေ့ဆိုโอเคအဲ့လိုဆိုရင်ကျွန်တော်အပြင်က USB ကိုကျွန်တော်တစ်ချက်နှုတ်ပြလိုက်ပါမယ်โอเคအပြင်ကကျွန်တော် USB ကိုကျွန်တော်နှုတ်လိုက်ပြီ USB နှုတ်လိုက်ပြီဆိုရင် C ပြီးတော့ E ဖြစ်နေတာပေါ့နော်တကယ်တမ်းခြေတင်တာကကြတော့ကျွန်တော်တို့က C ပြီး D ဖြစ်နေတယ်တကယ်လို့ကျွန်တော်အဲ့ဒီအပြင်ကနေပြီးတော့အဲ့ဒီ USB ကိုကျွန်တော်ကထိုးလိုက်ပြန်ပြီးတော့ထိုးလိုက်မယ်ဆိုရင် USB ဒီနေရာကိုအစထိုးဝင်လာမှာဖြစ်တယ်โอเค အဲ့လိုဆိုရင်ကျွန်တော်တို့ကဒီ e ဆိုတဲ့ဟာကိုကျွန်တော်တို့ကဒီ e ဆိုတဲ့အရာကိုကျွန်တော်ကဒီဘယ်လိုပြောင်းမလဲကျွန်တော်လေ့လာကြည့်ကြရအောင်โอเคလက်ပစ္စည်းကျွန်တော်ကရက်ကလစ်နိုင်မယ် meaning ကိုကျွန်တော်တောက်မယ်ပုံမှန်ပဲเนาะပုံမှန်တိုက်သွားတာဖြစ်တယ်โอเค this meaning ကိုကျွန်တော်ကပြန်ဝင်ပါမယ် partition ခွဲတဲ့နေရာမှာကျွန်တော်တို့ကသုံးခုလုံးကိုတက်ထားရမှာဖြစ်တယ် partition ခွဲနေတက်ထားမှာဖြစ်တယ် partition ပေါင်းနေတက်ထားမှာဖြစ်တယ် c d e f တို့ကိုချင်းရမှာချင်းတက်ရမှာဖြစ်တယ်โอเค ဘယ်လိုဆိုရင်ကျွန်တော်တို့ကဒီဒီ e ဆိုတဲ့အရာကိုကျွန်တော်ကဒီထားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ဒီ e ကိုကျွန်တော်တို့က select ချက်မဲ့လိုက်တယ် right click ဟိုလိုက်ပါမယ် right click နေပြီးတော့ကျွန်တော်တို့က change right နိုင်မယ် change နိုင်လိုက်ပါမယ် okay ဒီနေရာမှာကျွန်တော်တို့ကဒီနေရာမှာ change ကိုပြန်လိုက်ပါ change ကိုပြန်လိုက်ပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့က e ဖြစ်နေတာပေါ့နော်အဲ့ဒီ e ကိုကျွန်တော်တို့ကဒီထားပါမယ်တကယ်လို့ဒီနေရာမှာ cd drive ပါတဲ့သူတွေကတကယ်လို့ဒီဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့ကအဲ့ဒီ e ကို e အစား d ကိုယူလို့ရမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့က d ရှင်းတာဖြစ်တဲ့အတွက် d ကိုယူလို့မရပါဘူး။အဲအဲ့လိုဆိုရင်ဒီနေရာမှာကျွန်တော်တို့က cd drive ရှိနေတဲ့သူတွေဆိုရင် c ကတစ်ပိုင်း d ကစရှင်းပေါ်လာတဲ့အခါကျရင် e ဖြည့်သွားတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီ cd drive ကိုနောက်ထပ်နာမည်တခုပေါ့နော် F ပေါ့နော် F ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ဒီကျွန်တော်တို့က Z ရှိတယ်အဲ့ဒီဟာနာမည်တခုကိုရှင်းပေးလိုက်ရှင်းပေးလိုက်ပြီးမှကျွန်တော်တို့ကဒီ F ကို F ကိုကျွန်တော်တို့က G D လောက်ရပါမယ်ဒီချိန်ရပါမယ်အပြီးမှကျွန်တော်တို့ကအဲ့ဒီ DVD ကိုကျွန်တော်တို့က E ချိန်ရပါမယ်ကျွန်တော်ပြောတာကျွန်တော်ပြောတာတော့ကျွန်တော်ကျွန်တော်ပြောတာနည်းနည်းလောက်လျှောက်သွားလားမလျှောက်ပါဘူးเนาะပြေချာလေးပြေချာလေးနောက်တော့ပြီးတော့လိုက်လောက်စေချင်တယ်โอเคဒီနေရာမှာကျွန်တော်က E အစားကျွန်တော်ကဒီကိုရှင်းလိုက်တယ်โอเคကျွန်တော်ပြလိုက်တယ်သူကရှင်းမလားသူမဲတယ်ဟုတ်လားကျွန်တော်ရှင်းမှာဖြစ်တဲ့အတွက် yes ကိုကျွန်တော်ပြလိုက်တယ် โอเคဒီမှာပေါက်ကလေးတစ်ခုတက်လာပြီအဲ့လိုဆိုရင် C ပြီးတော့ D ဖြစ်သွားတာပေါ့ဒီမှာတော့ C ဖြစ်ပြီးဒီမှာတော့ D ဖြစ်နေပြီโอเคအဲ့လိုဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့ဝင်ကြည့်ရအောင်เนาะ FPC ကျွန်တော်တို့ဝင်ကြည့်မယ်ဒီနေရာမှာ C ပြီးတော့ကျွန်တော်တို့က D ဖြစ်ပြီးဆောစောကကျွန်တော်ပြရတကယ်လို့ DV drive တစ်ခုပါညာရှိနေတယ်ဆိုရင်ကျွန်တော်တို့ကသူကတကယ်လို့ D ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့က D ကို ရှင်လို့ရအောင်ဟုတ်ဘူးအဲ့လို့ဆိုကျွန်တော်တို့ဒီ CD drive ကဒီပြင်နေတယ်ဆိုရင်တကယ်တော့ကျွန်တော်အဲ့ဒီ CD drive ကိုကျွန်တော်ဆော့ကရှင်းတဲ့လိုမျိုးကျွန်တော်တို့ကနာမည်နောက်ထပ်ထိုးပေးလိုက်မယ်နော် FF ဖြစ်ဖြစ် GB ပါပဲဖြစ်ဖြစ်ပေါ့နော်အဲအဲ့လိုမျိုးနာမည်ထပ်ထိုးပေးလိုက်မယ်သူက ABC နဲ့ဆက်လျှောက်လုံးအကုန်လုံးရှင်းနေတယ်နော်ရှင်းလိုက်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ကဒီ partition ကိုကျွန်တော်ဒီရှင်းလို့ပြီးတော့ပြီဆိုရင်အဲ့ဒီ CD drive ပဲဖြစ်ဖြစ်နောက်ထပ်ပါပဲဖြစ်ဖြစ်ရှင်းရှင်းရင်ကျွန်တော်တို့က e ကိုကျွန်တော်ကပြင်ရှင်းရပြင်ရှင်းပေးရမှာဖြစ်တယ်။ Okay အဲ့လိုဆိုရင်ကျွန်တော်ပြပြတာကို နားလေလေမျိုးတော့ထင်တယ်အဲ့လိုဆိုရင်ဒီဟာဒီကျွန်တော်တို့က partition ဖွင့်နေတည်ထားရပါမယ် partition ပေါင်းနေတည်ထားရပါမယ် drive c e f လို့ရှင်းတာကိုလေကျွန်တော်တို့တက်ထားမှာဖြစ်တယ်။ဟုတ်ကျွန်တော်ရှင်းပြတော့တာဒီကျွန်တော်ကျွန်တော်ရှင်းပြတော့တယ်ကျွန်တော်ဒီတခုကိုကျွန်တော်ရှင်းပြတော့တယ်။ E နေရာကကျွန်တော် D ကိုနေဆိုရင်လေဒီအတိုက်ပဲရှင်းနေကဒီအတိုက်ပဲဖြစ်ပါတယ်။အဲ့လိုဆိုရင်ဒီသင်ခန်းစာအတူကိုတုံးကူပါကြတော့ကျွန်တော်တို့တွေးပြီးတော့တက်ထားရပါမယ်။ နော် partition ဒီဟာသုံးခုကကြတော့ကျွန်တော်တို့အဲ့ဒီနေရာတနေရာတွေမှာလောက်ရတာဖြစ်တယ်အကိုသုံးခုလုံးကိုလည်းတက်ထားရမှာဖြစ်တယ်ပြီးရှိထားရမှာဖြစ်တယ်โอเคဒီနေ့တင်ခဲ့စာက